မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဘေးဒင်းရေဒီယာနဲ့ပတ်သက်ပြီးစနေသားသမီးများရဲ့တပတ်တာစီဝါရေးကျန်းမာရေးလူဝေးရေးနဲ့ဆိုင်တဲ့ဘေးဒင်းဟော့စတယ်တွေကိုဝင်မြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အစီအစဉ်လေးမစားခင်မှာကျွန်တော်ရဲ့စစ်ပိုင်းဘေးဒင်းနဲ့ဂမ်မီယာဘူဒါ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာကျေးဇူးပြုရေစစ်ပိုင်းဘေးဒင်းနဲ့လက္ခဏာဂမ်မီယာဘူဒါ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ မေလ31မှာဇွန်6ရက်နေ့အထိစနေသားသမီးများအတွက်တပတ်တာဘေဒင်ဟော့စတယ်အနေနဲ့ကတော့အလုတ်သည့်ရှာနေသူများအတွက်စိတ်ပူပန်ရမည်တဲ့ကိန်းတွေကြုံရမယ်။ငွေချေးနေနဲ့သူတစ်ပါးကိုကူညီရန်အတွက်တော့၎င်းငွေထွက်နေတတ်ပါတယ်။ပညာရေးတွင်တည်တည်မဲမဲစူးစမ်းနေရသလောက်ပညာရေးတွင်အကြမရောက်ဖြစ်စေတတ်တဲ့တပတ်တာဖြစ်တဲ့လုပ်ငန်းခွင်မှာအာယုံစူးစမ်းမှုနဲ့စိတ်တဲ့ကြန့်ခိုင်မှုတွေလိုအပ်နေပါသေးတယ်။အခက်အခဲအကျက်တွေ ဖြစ်တတ်တဲ့ကာလဖြစ်တဲ့အောက်စုလအသင်းဖွဲ့လောက်ကန်နေသူများအနေနဲ့ကတော့ချီးမွမ်းခြင်းတွေခံရတတ်ပါတယ်ငွေကြေးအနေနဲ့ဒီတပတ်တာမှာတော့ငွေကြေးကိစ္စတွေမှာအရင်လောက်မစိုးရိမ်ရဘဲနဲ့တည်ငြိမ်လာနိုင်မဲ့တပတ်တာဖြစ်တဲ့ဒါပေမဲ့အလွဲတကူအကုန်ကြရီတော့များနေတတ်တယ်။ငွေချင်းငါးပြီးရင်းနှီးမြှုပ်နှံခြင်းတွေရှောင်ကျဉ်တဲ့ကာလဖြစ်တဲ့အကျွေးပေးသူများဆုံးရှုံးမဲ့တပတ်တာဖြစ်ပါတယ်။အခြေရေးအနေနဲ့ကတော့ချစ်သူရည်သားများပွင့်လင်းမှုနဲ့ယုံတမှုကလက်တွဲကိုခံရစေမဲ့ကာလဖြစ်တဲ့ အခြေရင်းတင်ချစ်သူအတွေ့များအနေနဲ့မိမိတို့အတွေ့အာပတ်ဝန်းကျင်အတိုင်းအဝန်းများပြည့်တင်ခြင်းရှုံချခြင်းတွေကိုကြုံရနိုင်တယ်။အိမ်နောက်ရှင်များအနေနဲ့ကတော့အနေခက်ဆိုင်ဆိုင်ဖြစ်နေတတ်ပါတယ်။ ျမ်းမာရေးအနေနဲ့ကတော့အပူမလောင်စေရင်တတိထားကင်တွေပါခြေလက်တွေမှာအပူလောင်တာတွေးထက်တန်ယူတာတွေဖြစ်စေတတ်ပါတယ်အချိုးပေးကနတ်အနေနဲ့ကတစ်တုံညာခွန်ကနတ်တွေဖြစ်ပြီးတော့အချိုးပေးအယောင်အနေနဲ့ကတော့နီညူအောင်ဖြစ်ပါတယ်ကံကောင်းစေရင်ယရိယာအနေနဲ့ကတော့ဇေဘန်းရှိကုန်းကိုအင်္ဂါဖျက်တင်လှူဒန်းကလူရစုကိုတောင်းလိုက်ပါခင်ဗျာကျွန်တော်ရဲ့အစီအစဉ်တွေကဒီနေ့ဒီလောက်ပါခင်ဗျာနောက်စီစဉ်များဆက်လက်အပေးနိုင်ရတော့ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ဂမီယာဘူးဇာ channel လေးကို like and subscribe လုပ်ပေးထားကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ